မြန်မာတက္ကသိုလ်1389ခုနှစ်မှာဗုဒ္ဓဥသသမီးတွေကအတာစားတာဖြစ်ပါတယ်ခင်ဗျဗုဒ္ဓဥသသမီးတွေအတာစားတဲ့အတွက်ကြောင့်ဒီ1389ခုနှစ်ဆိုတဲ့ကာလမှာဗုဒ္ဓဥသသမီးတွေအနေနဲ့မြန်မာရိုးရာအယူဆအရာအညံ့အခိုက်အထဲကိုရောက်တယ်လို့သတ်မှတ်ရမှာဖြစ်ပါတယ်ဒါပေမဲ့ဘေးရင်သဘောတရားအရတွက်ကြည့်လိုက်ပြန်တော့ကြာရင်လေ ဗုဒ္ဓသာသမိတွေကမရဏဂျိုဝင်တဲ့ကိုရောက်ရှိသွားတာဖြစ်ပါတယ်။ဒါကမဟာဗုဒ္ဓတွတ်တဲ့ဗေဒစရာတိုင်းသိပါတယ်။ဗုဒ္ဓသာသမိတွေအနေနဲ့ကဗုဒ္ဓဟူနံကမရဏဂျိုဝင်တဲ့ကိုရောက်ရှိသွားရင်ဗုဒ္ဓသာသမိတွေတော်တော်များများအနေနဲ့များအញ្ញံအခိုက်ကြုံရတတ်တာဖြစ်တဲ့အတွက်ကြောင့်နှစ်ဆန်းတရက်နေမှာဆိုလို့ရှိရင်ဂျိုသာကျွေးတာမျိုးတွေအဲပြီးတော့ဒီအတာအိုးဗုဒ္ဓသာသမိတွေဖျားမှာသွားလောက်သွားရောက်ကက်လူပြီးတော့မှအဲဒီနှစ်သစ်မှာပုံမူပြီးတော့မှအစဉ်ပြေစီဖို့ကောင်းမွန်စီဖို့အတွက်အញ្ញံအခိုက်တွေပပျောက်စီဖို့အတွက်ဆိုပြီးတော့မှရေတရာချိရတာမျိုးတွေလည်းရှိပါတယ်။ဒါကမြန်မာယိုးရာအယူဆအရာဖြစ်ပါတယ် ဆိုတော့ကျွန်တော်ဒီနေ့ကတော့ဗုဒ္ဓဦးသားသမီးတွေအတွက်1389ခုနှစ်ကိုရောက်ရှိတော်တယ်ဆိုတဲ့အနေထားမှာဖြစ်ပေါ်လာမယ့်ကံအခြေအနေတွေကိုပြပြချင်တာဖြစ်ပါတယ်အရင်ကတော့စိတ်မကောင်းဘူးဗျဗုဒ္ဓဦးသားသမီးတွေတော်တော်များများအနှီးနဲ့က1389ခုနှစ်ဆိုတော့ဒီသကြံဝင်းကျင်ပတ်ချလဲကာလလောက်ကနေစပြီးတော့မှနှစ်ကုန်ပိုင်းဘက်ကရောက်လီလီအနေနဲ့အများလမ်းပျောက်စရာတွေများစွာကြုံလာလီလီလို့သတ်မှတ်သွားရတာဖြစ်ပါတယ်လမ်းပျောက်တယ်ဆိုတဲ့အတိုင်းဒါမှဘာလုံးလို့လောပါမလန်မသိဘူးဖြစ်နေရဲဆိုတဲ့သဘောတရားကိုဆိုလိုချင်တာဖြစ်ပါတယ် ဘာလုံးလို့လောက်ရမှန်းလဲမသိဘူးဖြစ်နေတဲ့အတွက်ကြောင့်ကို့မှာလုံးလုံးဆရာကိုင်းတရားတွေအများကြီးရှိနေမယ်ဆိုရင်တောင်မှဒါလုံးရင်ကောင်းမလားဟိုလုံးရင်ကောင်းမလားဒါလေးယူလိုက်ရင်ကောင်းမလားဟိုလေးယူလိုက်ရင်ကောင်းမလားငါကြောင်းတိုင်ရင်ကောင်းမလားကြောင်းမတိုင်ရင်ကောင်းမလားဒီသင်းနဲ့တိုင်ရင်ကောင်းမလားဒီသင်းနဲ့မတိုင်ရင်ကောင်းမလားနိုင်ငံခြားသွားရင်ကောင်းမလားဒီမှာပဲဆက်နေရင်ကောင်းမလားအိမ်ကြောင်းရင်ကောင်းမလားဟာငါအလုပ်ပြောင်းရင်ကောင်းမလားအစသဖြင့်ပေါ့ဗျာယူချေရခက်ခဲပြီးတော့မှတွေ့ဝေးစရာများစရာလမ်းကြောင်းတွေလည်းပေါ်လာတတ်တာဖြစ်ပါတယ်အဲ့အတွက်ကြောင့်ဗုဒ္ဓသာသမိတွေအနေနဲ့ကတတိထားပေးရမယ့်အချက်က ရွေးချယ်ရာခက်ခဲစရာတွေနှစ်ခုနှစ်ခုဗျိုင်းသူကြုံလာတတ်တယ်လို့သတ်မှတ်ရတာဖြစ်ပါတယ်အဲနှစ်ခုနှစ်ခုရှင်ရွေးစရာကိစ္စတွေကြုံလာတတ်တာမျိုးပေါ့အလုပ်ထွက်ရမလားမထွက်ရဘူးလားရှေ့တော့ရမလားနောက်ဆုံးရမလားအဲငါဓာကြီးကိုလှုပ်လိုက်ရောကောင်းပါမလားလှုပ်ရင်ရောအစင်ရောပြည်မပြည်ပါမလားဟာမလှုပ်ဘဲနဲ့နေပြန်တော့လည်းငါဘာလှုပ်ရမှာလဲအဲဒီလိုမျိုးကိုကိုကိုပြန်ပြီးတော့မှမေးခွန်းထုတ်နေမိတတ်တဲ့ကာလာမျိုးတွေအများကြီးရတတ်ပါတယ်အဲဒီတော့ကြောင့်ဘုံလူသားသမီးတွေအနေနဲ့က ဒီလက်ရှိရောက်နေတဲ့ပေါ့နော်အဲဒီဒရန်ပြီးဆုံးသွားတဲ့ဒီနောက်ပိုင်းကနေစပြီးမှဒီဒီဒီနှစ်ဒီနှစ်ကုန်ပိုင်းဘက်ကိုသွားလေလေအနေနဲ့များကိုအတွက်စိတ်ကတိကကတိကောက်ဖြစ်စရာလေးဒီစိတ်ကလင်ဟိုလေကတိလင်သားနိုင်စရာကောင်းလောက်တဲ့အဖြစ်ပြက်မျိုးအခိုက်အတန့်မျိုးလေးတွေများစွာကြုံလာတတ်တာဖြစ်ပါတယ်အဲဒီကြောင့်ဗုဒ္ဓသာသမီတွေအနေနဲ့ကအဲဒီလေးလပိုင်းလောက်ကနေစပြီးမှသတိထားပေးရမှာဖြစ်ပါတယ်အဲပြောလို့တာပြောတာမဟုတ်ဘူးဗျ 2025စမှာကလေးကကျွန်တော်ရှေ့ပြောသွားတဲ့ပုံစံမျိုးကဖြစ်ကိုဖြစ်တယ်။အဲဆိုတော့ဒီ၄လပိုင်းကြော်လာတဲ့ခါမှာကျွန်တော်သူကတိတာသွားတာပေါ့ဗျာသိမလား။တိတတိုင်ဖြစ်လာတာပေါ့နော်။ဟဲတိတတိုင်ဖြစ်လိုက်တာအဲ့လိုပုံစံမျိုးဖြစ်သွားတာမျိုးသဘောတရားမျိုးဖြစ်တာပေါ့နော်။အမှန်တကယ်တော့ဒီနှစ်ဆလောက်မှာကလေးကဘုရူတသမီးတွေလမ်းပြောင်းနေရ။အဲ့ထက်ကုံပြောမယ်ဆို2024စနစ်ကုံ17လပိုင်း17လပိုင်းလောက်မှာကလေးကကိုလှုပ်ထားတဲ့အရာတွေကိုကိုကြိုးစားထားတဲ့အရာတွေသို့မဟုတ်ကိုရီမှန်းထားတဲ့အရာတွေကဖြစ်မှဖြစ်ပါမလားသို့မဟုတ်ရမှရပါမလား။ ငါဒါလို့မလားဟိုကလောက်ရမလားနည်းနည်းလေးတွေးဝီစီကကောင်းတဲ့အခိုက်အတန့်လေးတွေကအဲဒီဒီနောက်25နှစ်ဆလောက်မှာကလေးကကြုံနေခဲ့ရတာအဲဒါပေမဲ့ဒီလေးလံမှာရောက်တဲ့ခါမှာကျတော့ तू ပို့ပြီးတော့မှဟိုပြောရမလဲလမ်းလမ်းပို့ပြောက်သွားတာပေါ့နော်ဟိုပြောရမလဲဟိုကိုကဒါဟိုလှုပ်လိုက်လို့ရှင်ရင်ဒါဖြစ်လာမယ် ငါဒီအောင်ရွေးရင်ငါဒီအားရမယ်ဆိုတာသိတယ်ဒါပေမဲ့လှုပ်ဖို့အတွက်ကိုတွေးဝီနေမိတဲ့အခိုက်တက်မျိုးလေးတွေများစွာကြုံလာတတ်တာဖြစ်ပါတယ်အဲ့အတွက်ကြောင့်ဒီတကြံပြီးဆုံးသွားတဲ့နောက်ပိုင်းဘက်ကိုရောက်လေလေဗုဒ္ဓသာသမိတွေကအနေနဲ့များအငန်းအခိုက်လေးတွေကိုနှစ်ဖူးတွေဒူးတွေကြုံလာရပြီးတော့မှခံစားရလေလေလို့တတ်မှတ်ရတဲ့ကာလဖြစ်ပါတယ်ဗုဒ္ဓသာသမိတွေကန်ချင်တွေကညံ့သွားတာဖြစ်တဲ့တော့ကြောင့်သူကစိတ်ပိုင်းဆိုင်ရာမှာပါအစ်စ်မပြီးတော့ဒေါသပုံထားတဲ့ကိစ္စမျိုးတွေများလာတယ်သူကအမြင်မကြည့်ဘူးပေါ့ကိုယ်နားမှာရှိရလို့ဘာလို့မဆိုသူကအမြင်မကြည့်ဘူး အမြင်မကြည့်ဘူးဆိုတဲ့ပုံစံမျိုးကချစ်တူရည်သားတွေအကြမှာကြာရင်သူကပိုပြီးမှသိတာတယ်အိမ်တော်ရှိတဲ့သူတွေအဲကိုမှချစ်တူရည်သားရှိထားရတဲ့ဘုံတခုသားသမီးတွေအနေနဲ့ဆိုရင်တေးတတာဖြစ်တယ်အဲ့ကိုရဲ့ရည်သားပုံမှာကိုကလုံမကြတော့ဘောသုံးပုံနေထားတာအဲ့လိုမျိုးပဲကိုအနားမှာရှိတဲ့လူကိုရဲ့ညီကောင်မောင်တို့မှအတော့မဟုတ်ကိုရဲ့လုံဖို့ကိုင်းမဲ့ပြီးသူတွေကြီးအပေါင်းအသင်းပတ်ဝန်းကျင်ဟာအထက်လူကြီးကလည်းဘာမှမသိဘူးကွာ ဟာမေရလည်းဘာမှမသိဘူးအဖေရလည်းဘာမှမသိဘူးကွာအဲ့လိုအဲ့လိုမျိုးပေါ့နော်ဖြစ်မိတတ်တဲ့အခိုက်အတန့်မျိုးတွေများစွာကြုံရတတ်တာဖြစ်ပါအဲ့ဒီတော့ကြောင့် तू ကအဲကိုယ့်ရဲ့မျက်လုံးထဲမှာမြင်နေသမျှတွေ့နေသမျှအရာအားလုံးကကိုယ်စိတ်တိုင်းကြမဟုတ်နေဘူးဆိုတဲ့အတိုင်းဒါမှအရာအလုံးကကိုဖြစ်ရှင်တဲ့အတိုင်းမဖြစ်သလိုလိုလောကကြီးကပဲကိုအရွဲတိုက်နေသလိုလိုအလိုပုံစံမျိုးတွေများသွားပြီးခံစားလာတတ်တယ်ဆိုတော့စိတ်ပိုင်းဆိုင်ရာမှာအဆင်မပြေတော့ဘူးအာတနေ့တနေ့ကွာငါငါနေထိုင်နေရတာ အသက်ရှင်နေဖို့တော့လှုပ်လှုပ်နေရလားအလှုပ်လှုပ်နေဖို့တော့အသက်ရှင်နေရလားဆိုတာစိတ်ထဲမှာမသေးခွဲတော့ဆိုတော့ကိုယ့်ရဲ့စိတ်ကဘဝင်မကြောက်စိတ်ကနှစ်ခွာနေဖြစ်တယ်အဲ့လိုပုံစံမျိုးတွေများသွားပြီးကြုံတွေ့ရတတ်ဖြစ်ပါတယ်ဒါကဗုဒ္ဓဟူသားသမီးတွေအနေနဲ့ကစိတ်ပိုင်းဆိုင်ရာအရာခံစားတတ်တဲ့သဘောတရားလို့သတ်မှတ်ရဖြစ်ပါတယ်ဆိုတော့ကျွန်တော်ရှိပြောသွားတဲ့အကြောင်းအရာတွေကစိတ်ပိုင်းဆိုင်ရာအရာဖြစ်ပေါ်နေတတ်တဲ့အကြောင်းအရာတွေဖြစ်ပါတယ်ဗုဒ္ဓဟူသားသမီးအနေနဲ့ကဒီမရဏချိုခွင်တွေကိုရောက်သွားတယ်ဆိုတဲ့အနေထားမှာတေတေမြင်ကြီးရှင်ရွှေကြီးပေါ့နော်မရဏဆိုတဲ့သဘောတရားဖြစ်တဲ့အတွက်ကြောင့် တချို့ဗုဒ္ဓဦးသားတွေမှာကျတော့လုံးဝယူကောင်းနေပြန်ရောဟာဒီဆရာဘယ်ဟောတာဘာမှမသိဘူးငါတော့အဲ့လိုမဖြစ်ဘူးငါတော့ဆောင်းကောင်းနေငါရမ်းကောင်းနေတာပဲเนาะအားလုံးပုံစံမျိုးတွေများသောဖြင့်ကြုံသွားပြန်ရောဒါပေမဲ့လူ၁၀ယောက်လောက်မှာ၆ယောက်လောက်ကတော့ तू ကမကောင်းတဲ့ຢာလေးတွေကိုရင်ဆိုင်ရတတ်တယ်ကြံတဲ့၄ယောက်လောက်ကပဲ तू ကကောင်းတဲ့ຢာလေးတွေဖြစ်တဲ့သဘောတရားမျိုးကြုံတွေ့ရတတ်တာဖြစ်ပါတယ်ဒီမရဏဂျူဝင်ရဲ့သဘောတရားကိုမိတ်ဆွေတို့နားလည်ဖို့လိုတယ်เนาะမရဏဂျူဆိုတာကောင်းရင်လည်းအရင်ကောင်းတယ်သုံးရင်လည်းအရင်ကိုဆိုတာအဲ့ဒီအတွက်ကြောင့် ိုကကိုယ့်ရဲ့အချင်းကြီးကိုပြန်သုံးသပ်ရမယ်။ Okay ဆိုတော့ငါက2025လေးမှာတော့ငါအဆင်ပြေခဲ့လား။2024မှာအဆင်ပြေခဲ့တဲ့လူတွေက2025မှာကြာရင်တတိထားပြီတော့အဲလိုပုံစံမျိုးလေးကျွန်တော်တို့သုံးသပ်ကြည့်ရမှာဖြစ်ပါတယ်ခင်ဗျ။စိတ်ပိုင်းဆိုင်ရာကြီးကဘဝင်မကြောက်မှုတွေများလာဆိုတော့သူကစိတ်တိုင်းမကြတော့အဲကိုယ့်စိတ်တွေကလို့မဟုတ်နေဘူး။နင်းနင်းတို့နင်းတို့ခိုင်းလိုက်လို့ရှိရင်ဘာမှမဖြစ်ဘူး။ငါကိုယ်တိုင်ဝင်လုံးမှရတယ်။အဲလိုပုံစံမျိုးကြီးဖြစ်နေရဆိုတော့ကိုယ်ပဲပို့ပြီးတော့မှပြင်ပန်းရတယ်။ အဲ့လိုပုံစံမျိုးပေါ့နော်စိတ်ထောင်းကိုကြည်ပေါ့ဗျာအဲ့လိုမျိုးပေါ့အဲ့အိယာထဲမှာပဲတုံမုံပြီးတော့အိယာထဲမှာလဲနေပြီးတော့မှအတွေးတွေဗျာများပြီးတော့မှဖြစ်နေရတတ်တဲ့သဘောတရားမျိုးလို့သတ်မှတ်ရတာဖြစ်ပါတယ်ဗုဒ္ဓသာသမီအနေနဲ့ကတတိထားမဲ့လုံးဝအချက်တစ်ချက်ရှိတယ်အဲ့ဒါကသူများကိုအားကိုးလို့မရဘူးအဲ့တစ်ချက်ကဒီနှစ်ဒီမှာ2025မှာပို့ပြီးတော့မှမိတ်ဆွေတို့အတွက်သိသားစေတယ်သူများကိုအားကိုးလို့မရဘူးသူများကိုအားကိုးပြီးတော့မှ လုံးဝမဲ့ယာတွေမှာကြာရင်အဲ့ကိစ္စခက်ခဲတယ် အဲ့ဒါဆိုတော့အလုပ်တွေမှာဆိုလို့ရှိရင် share ထည့်တာတို့ငွေကြီးစည်းကစားတာတို့စက်တူလုပ်ငန်းလုပ်တာတို့ဆိုမိတ်ဆွေတို့မလုပ်နဲ့ပြီးတော့သူများကိုအားကိုးရမယ့်အလုပ်တွေအဆင်မပြေဘူးဖြစ်တဲ့အတွက်ကြောင့်သူများကကိုယ့်ကိုကူညီမှအဆင်ပြေမယ်ဆိုတဲ့အရာမျိုးတွေလည်းမကောင်းကိုယ်ကအခက်ခဲလေးရှိလို့သူများကိုသွားပြီးအကူအညီတောင်းတယ်မတွေးနဲ့ကူညီမှမဟုတ်ဘူးအဲ့ဒါကတခြားသူတွေမဟုတ်ဘူးမိသားစုနဲ့ပတ်သက်လို့လည်းအဲ့လိုပဲကိုယ်ကအခက်ခဲဖြစ်လို့မလို့ကိုယ့်မိသားစုကူညီတယ်ကိုယ်အကူအညီတောင်းတယ်မလားအကူအညီကမရဘူးအကူအညီမရတဲ့ပြင်ကိုယ်တော်ပြန်ပြီးစိတ်ဒုက္ခပြန်ပေးလိုက်သေးတယ်အဲ့လိုပုံစံမျိုးဖြစ်တဲ့တဲ့အခိုက်အတန့်မျိုးတွေမိတ်ဆွေကြုံလာတတ်တယ်အဲ့တော့ကြောင့်ဗုဒ္ဓသာသမီအနေနဲ့က စိတ်ပိုင်းဆိုင်ရာအရာရောအဲဒီကိုရဲ့ဒီရုပ်ပိုင်းဆိုင်ရာရောစိတ်ပိုင်းဆိုင်ရာရောကတတိထားမဲ့အခိုက်အတန့်မျိုးတွေများစွာကြုံနေရမှာဖြစ်ပါတယ်။နော်ဒါလေးကတော့စိတ်တက်ကြအောင်လို့ပြောတာမဟုတ်ဘူးဗျာ။ဒါပေမဲ့ ဒါဒီအချက်လေးတွေကိုသိထားတော့မိတ်ဆွေတို့တချို့နေရာလေးတွေမှာဩဒီဆရာကတော့ဒါလေးဟောထားတယ်ငါဒါလေးတော့သတိထားလိုက်မယ်အဲ့လိုပုံစံမျိုးလေးပေါ့နော်ကိုယ့်အနေကိုစင်ကြင်နိုင်သွားတဲ့အတွေးခေါ်လေးတွေဝင်လာတတ်တာပေါ့နော်ဒီလိုသဘောထားဖြစ်ပါတယ်ခင်ဗျအလောက်ကိုင်းပိုင်းနဲ့ပတ်သက်တာလေးကိုကျွန်တော်ပြောပြမယ်နော်အလောက်ကိုင်းနဲ့ပတ်သက်တဲ့ gain ချင်းတွေကိုကြည့်မယ်ဆိုရင်တော့ဘဝင်မကြတတ်တာဖြစ်တဲ့အတွက်ကြောင့်ကိုပိုင်းလုပ်ငန်းလုပ်ကန်နေတဲ့သူတွေမှာကြာရင်ပုံပြီးတော့မသိတာလေကိုကကိုကိုတိုင်းဥဆောင်နေရတယ်လုပ်ငန်းတစ်ခုမှကိုကကိုကိုတိုင်းဥဆောင်နေတယ်ကိုကိုတိုင်းထက်ထက်ဝင်ဝင်ပါဝင်ပြီးတော့မှဆောင်ရွက်နေရတဲ့မိတ်ဆွေတွေအနေနဲ့က ကိုလုံနေတဲ့အလုပ်ဒီပုံမှာဘဝင်မကြောက်နင်တို့လုံတာလုံမဟုတ်ပိငါလုံမယ်အဲအဲ့လိုမျိုးပေါ့နော်ဟိုတခြားသူကိုခိုင်းတာတက်ဆိုင်ကိုကိုတိုင်းဝင်လုံလိုက်တာမှပူကောင်းနေပါဦးမယ်ဆိုတော့အဖြစ်ပြက်မျိုးခိုက်တဲ့မျိုးတွေအများစွာကြုံလာတတ်တယ်အဲ့အတွက်ကြောင့်ဒီကိုပိုင်းလုပ်ငန်းလုပ်ကင်နေတဲ့မိတ်ဆွေတွေလုပ်ငန်းတစ်ခုခုကိုကဥဆောင်နေရတဲ့မိတ်ဆွေတွေအနည်းနဲ့ကကိုယ့်ရဲ့အောက်လန့်ငယ်သားတွေနဲ့ပတ်သက်ပြီးတော့မှဘဝင်မကြောက်မှုတွေများစွာကြုံရတတ်ပါတယ်အောက်လန့်ငယ်သားတွေအစင်မပြေဘူးဆရာရဲ့အဲ့အဲ့လိုမျိုးဖြစ်မိတတ်တဲ့အခိုက်အတန့်မျိုးတွေကြုံရတတ်တာဖြစ်ပါတယ်အဲ့အတွက်ကြောင့်ဘုံလူသားသမီးတွေလူယုံထားလို့မရဘူး အောက်လက်ငယ်သားတွေကိုအရင်ယုံကြည်လို့မရဘူးတလို့သဘောတရားဖြစ်ပါတယ်ခင်ဗျဝန်ထမ်းပိုင်းလောက်ကင်နေတဲ့သူတွေအနေနဲ့ဆိုလို့ရှိရင်တော့ဒီဗုဒ္ဓဟူးသားသမီးတွေအနေနဲ့မှာကဝန်ထမ်းပိုင်းဆိုရင်သူကအကြီးကဲနဲ့ပတ်သက်ပြီးတော့မှအဆင်မပြေတာမျိုးဖြစ်တတ်ပါတယ်အကြီးကဲနဲ့ပတ်သက်လို့ဆိုတော့ကိုယ့်ရဲ့ထက်ကအကြီးကဲကိုရာဟုရာငယ်ကြီးတဲ့သူတို့ဌာနဆိုင်ရာအကြီးကဲကိုရုံးကကနာအကြီးကဲကိုစသဖြင့်ဓာရီနဲ့ပတ်သက်ပြီးတော့မှပြဿနာများထက်တာဖြစ်ပါတယ် အဲကိုယ့်ရဲ့အကြီးအကဲတွေနဲ့ပတ်သက်ပြီးတော့မှနည်းနည်းလေးပေါ့နော်ကတိလနိုင်ပြကောင်းတဲ့အဖြစ်ပြက်မျိုးလေးကြုံရတတ်တဲ့အခိုက်အတန့်မျိုးပေါ့အကြီးအကဲဘာမှမသိဘူးဟာအကြီးအကဲငါဘာလိုက်ကောနေမှမသိဘူးအဲ့လိုမျိုးဖြစ်မိရတတ်တဲ့အခိုက်အတန့်မျိုးကြုံရတတ်ပါတယ်နောက်ထပ်အလုတ်ကင်မှာထူးထူးခြားခြားဖြစ်တတ်တဲ့အရာတစ်ခုအနေနဲ့ဆိုလို့ရှိရင်ကိုကဘလိုင်းကြီးအကောခံရတဲ့အခိုက်အတန့်မျိုးလေးကြုံလာတတ်တာဖြစ်ပါတယ်ဘလိုင်းကြီးအကောခံရတယ်ဆိုတာသိရမလားကိုကဘာမှမလုပ်ဘူးပြကိုကကိုကနေကိုအေးဆေးနေနေဒါပေမဲ့အဲ့ပြဿနာကြီးကဘလိုလိုနေနဲ့ကိုကောင်းအောင်မရောက်လာပြီးတော့မှမသိရင်ကိုကပဲမှားတယ်လို့လို့ကိုကပဲလုံနေတယ်လို့လို့ငါပဲမှားလို့မလို့ငါ့ကိုပြစ်ပုံတာလို့လို့ သိမလားအဲ့လိုမျိုးဖြစ်မိရတတ်တယ်အခိုက်တက်မျိုးကြုံလာတတ်တာဖြစ်ပါတယ်အဲ့ဒီအတွက်ကြောင့်လုပ်ငန်းခွင်လောက်ကင်နေတဲ့သူဒီလူအများနဲ့ပေါ့နော်ဆက်ဆက်ပြီးတော့မှလုပ်နေရတဲ့သူတွေမှာကြာပို့တည်တာတယ်ကိုမလုပ်လိုက်တဲ့အရာကိုလာပြောခံရကိုကကြောင်ကြည့်ပြီးတော့မှပြန်မဲပြောရမလားဘာလုပ်ရမလဲမသိတော့ဘူးအဲ့လိုမျိုးဖြစ်မိရတတ်တဲ့အခိုက်အတန့်မျိုးကြုံလာတတ်တာဖြစ်ပါတယ်ဒါကအလောက်ကင်ဘိုင်းနဲ့ပတ်သက်တဲ့သဘောတရားကိုရှင်းပြတာဖြစ်ပါတယ်အဓိကရှောင်းရန်ဆောင်းရန်ရှောင်းရန်ကတော့အကြီးကဲနဲ့ပတ်သက်လို့စကားရပါပြောရဆိုရမယ်ဆိုရင်တတိထားကိုလုံမဲအောက်လက်ငယ်သားတွေနဲ့ပတ်သက်ပြီးတော့မှယုံကြည်ရမျိုးတွေမလုပ်သင့်ဘူး အဲတသုံတယောက်ကိုယုံကြည်ကြီးမှလုပ်ရမယ့်လုပ်ငန်းတွေမကောင်းဘူးဆက်တူလုပ်ငန်းမကောင်းဘူးလုပ်ငန်းတွေတွဲလုပ်တာမျိုးတွေမကောင်းဘူးအဲဒါတွေမျိုးတွေမိဆွေတို့တတိထားပေးရမှာဖြစ်ပါတယ်ခင်ဗျာငွေကြေးပိုင်းနဲ့ပတ်သက်တဲ့ကညမှာကြည့်မယ်ဆိုရင်တော့ငွေကြေးကံမှာကျတော့သူကဘုံလူသားသမီးတွေကကောင်းတယ်ဒီလားတခြားဟာတွေလားအဆင်မပြေတာအမလီစုထားစောင်းထားတာလေးတွေနဲ့အနေနဲ့များတော့ခံနိုင်ရှိနေသေးတယ်ဆိုတဲ့ဘောရီယာလေးတွေတော့ရတယ်အဲ့အတွက်ကြောင့်လည်းဘုံလူသားတွေကဘုံလူသားသမီးတွေကတွေ့ဝင်နေတာကို့မှာပတ်ဆက်ရှိရင်ရင်းလဲရင်းနှီးနိုင်ဒါပေမဲ့ အဲလုံးရင်ဖြစ်မှဖြစ်ပါမလားအဲဒါလုံးရင်ရမှရပါမလားငါမှအရင်နည်းရှိတာတော့လောက်လောက်တော့ရှိရကွာငါဒါလေးလုံးရင်တော့ငါရတော့ရတယ်ဒါပေမဲ့ အတော်နဲ့ကြာငါလုတ်ပြီကမှတခုခုအကြောင်းမျိုးကြောင့်အစင်မပြေငါဆုတားလေးသွားရရည်ရဲ့အဲဒီလိုမျိုးဖြစ်မိရတတ်တဲ့အခိုက်တက်မျိုးလေးတွေရှိတဲ့အတွက်ကြောင့်ဗုဒ္ဓသားသမီးတွေကတချို့နေရာလေးတွေမှာအရင်ကိုစဉ်းစားရမယ်ငါလုတ်သင့်ရဲ့လားမလုတ်သင့်ဘူးလားတွေ့ဝေရမယ်ဒီလိုပုံစံမျိုးဖြစ်ပါတယ်ခင်ဗျာဆိုတော့ငွေကြီးပိုင်းနဲ့ပတ်သက်တာတော့သူကအနည်းနဲ့များတော့ကောင်းကျိုးပေးနေတာဒီအတွက်ကြောင့်ငွေကြီးနဲ့ပတ်သက်လို့အစင်မပြေတဲ့ပြဿနာငွေကြီးကိစ္စအခက်အခဲအနောက်ရှေ့အတားစီတွေအနည်းနဲ့ကပြန်လည်ပြေလည်နိုင်နေဆိုတဲ့အနေထားမှာဗုဒ္ဓသားသမီးတွေငွေကြီးနဲ့ပတ်သက်လို့များလက်ရှိ DVD ကိုကြည့်နေတဲ့ဆိုတဲ့အချိန်ကာလမှာအခက်အခဲတွေများအစင်မပြေ မှုတွေများကြုံတွေ့နေရမယ်ဆိုလို့ရှိရင်ဒီ2025ဆိုတဲ့ကာလတကြံပြီးနောက်ပိုင်းတစ်ကုန်ပိုင်းကိုရောက်လေလေငွေကြေးနဲ့ပတ်သက်တဲ့ကံအချင်းတွေကပြန်ကောင်းမွန်လာလေလေလို့သတ်မှတ်သွားရတာဖြစ်ပါတယ်ခင်ဗျငွေကြေးကံတော့ကောင်းပါတယ် โอเคနောက်တစ်ခုကကျတော့သူကမြစ်တိုင်နဲ့ပတ်သက်တဲ့ gain ချင်းနေမြစ်တိုင်နဲ့ပတ်သက်တဲ့ gain ချင်းနေအရမိတ်ဆွေတို့တိတဲ့အတိုင်းပဲဘဝင်မချနိုင်ဘူးဆိုတဲ့အနေထားမှာပြဿနာရှာနေမိတဲ့အခိုက်အတန့်တွေကအရင်များတတ်တယ်ဆိုတော့ပြဿနာရှာနေမိတာဖြစ်တဲ့အတွက်ကြောင့်ကိုနဲ့ကိုရဲ့ချစ်သူကြီးသားတဲ့အကြားမှာဘာမဟုတ်တဲ့ပြဿနာလေးကနေစာရင်မှာပြဿနာကြီးကြီးသွားတဲ့အခိုက်အတန့်မျိုးတွေဖြစ်တတ်တယ်တယောက်နဲ့တယောက်နဲ့စကားလေးပြောနေတာကအကောင်းလေးစကားပြောရလေးနည်းနည်းလေးကြည်လာပြီဆိုတဲ့နေရာမှာအရင်ကရောက်နေပြန်ဆွဲထဲဟိုရောက်နေပြန်ပြောဒီရောက်နေပြန်ပြောဟိုအားတွေပြန်ဆွဲထဲဒီအားတွေပြန်ဆွဲထဲနဲ့နှစ်ယောက်သားစိတ်ဆိုးစိတ်ကောက်ကြီးကဖြစ်သွားရ ပြန်ရောဆိုတော့အဲနှစ်ယောက်သားအစင်မပြေအောင်အဲဘ누구မှမနှောက်ယှက်ဘူးနှစ်ယောက်သလုံးကစကားပြောရင်းနဲ့ဟိုရန်နေရဖြစ်ပြီးမှများနေရတတ်တာစကားများတရတတ်တာအဲ့လိုပုံစံမျိုးများသောအဖြစ်ကြုံရတတ်ပါတယ်ဆိုတော့ဗုဒ္ဓသားသမီးအနေနဲ့ကချစ်တပြည်သားရှိတာတယ်အိမ်တော်ရှိတာတယ်ဆိုရင်စကားများများမပြောနဲ့စကားများများပြောရင်အမားပါပြီးတော့ပြဿနာဖြစ်ပြီပဲအဲ့ဆိုတော့မြစ်တိုင်းနဲ့ပတ်သက်လို့အခြေအနေနဲ့ပတ်သက်လို့ဗုဒ္ဓသားသမီးတတိထားမှာ အဲစကားပြောတာအများကြီးအမားပါတတ်တယ်အဲ့ဒါလေးမိတ်ဆွေတို့တတိထားကိုလုံနေလိမ့်မယ်ချစ်တွေ့ရသက်ရှိတာမိတ်ဆွေတွေအနေနဲ့ကကြာတော့အဲမြစ်တိုင်းနဲ့ပတ်သက်တဲ့ gain ချင်းဒီမှာကအနေနဲ့အများကြီးတော့သူကကောင်းတယ်အဲ့ဒီကြောင့်ဘလောက်ပဲပြဿနာကြီးကြီးမားမားမျိုးပဲဖြစ်ဖြစ်ပြန်တော့အဆင်ပြေနိုင်တယ်ဒါပေမဲ့အဲစကားပြများတာမျိုးတွေအဓိကတော့ဗျအဲ့လိုမျိုးအเจ้าမရှိအเจ้าထိုင်မှာရန်ဖြစ်တာ ပြဿနာကိုကြီးလိုက်လို့ချင်းဘာမှမဟုတ်ဘူးပြဿနာလည်းတေးသေးလေးဇီးရွက်လောက်လေးရှိတဲ့အရာလေးကိုဆင်းလောက်ကြီးအကြီးချဲ့နေအဲ့ဒီအချိန်မှာဆင်းရမပြီးတော့အဲ့လိုပုံစံများသောဖြင့်ချုံဝတ်တတ်တာပေါ့ပြီးတော့ဗௌဒ္ဓသားလေးမိဒီမှာကဒီဒီလိုကာလတွေမှာများသောဖြင့်ဖြစ်လေဖြစ်တာရှိတဲ့ပြဿနာသူ့ပြဿနာကိုပြဿနာကိုနားမလဲတာဗௌဒ္ဓသားသမီးတယောက်ဒီဗီဒီယိုကြည့်နေတယ်ကို့မှာလည်းချစ်တူပြီးသားရှိထားတယ်ဆိုလို့ရှိရင်နှစ်ယောက်စလုံးကပြဿနာတွေဖြစ်နေကိုယ့်ရဲ့ရည်သားပါလေကို့ပြဿနာနဲ့ကိုကိုကိုယ်တိုင်အနေနဲ့ကလည်းကို့ပြဿနာနဲ့ကိုအဲ့ဒါဆိုတော့ နှစ်ယောက်သားဟာတင်မလား။ तू ကလည်းသူပြဿနာနဲ့ तू လုံးပန်း။ကိုကလည်းကိုပြဿနာနဲ့ကိုလုံးပန်း။နှစ်ယောက်သားအဲ့မှာစကားတွေပြောတော့ဆင်းရဲမပြေဘူး။အားလုံးပုံစံမျိုးများသောအဖြစ်ဖြစ်တတ်တာဖြစ်ပါတယ်။ဒီတော့ကြောင့်ချစ်တူရီသားတွေရှားမှာအထင်မြင်လွဲမှားတာတို့နားလည်မှုလွဲမှားတာတို့နှစ်ယောက်သားအဲနည်းနည်းလေးအဲ့လိုမျိုးစိတ်ကတိကောက်ဖြစ်ရတတ်တဲ့အခိုက်အတန့်မျိုးလေးတွေများသောအဖြစ်ကြုံလာရတတ်တာဖြစ်ပါတယ်ခင်ဗျာ။ မြေတိုင်းနဲ့ပတ်သက်တာပြီးပြီဆိုတော့ GMI နဲ့ပတ်သက်တာကိုကြည့်မယ် GMI နဲ့ပတ်သက်တဲ့ဟာကိုကြည့်မယ်ဆိုတော့ဘုံလူသားမီဒီယာတတိထားမယ်ကာလာတစ်ခုပဲအယိုးကျော်အစ်စ်မြေအောင်ကျော်နဲ့ပတ်သက်တဲ့ကိစ္စတွေတတိထားမယ်မျက်စိမျက်လုံးသွားတဲ့ဖုန်းလေကြောင်းနဲ့ပတ်သက်တဲ့ကိစ္စတွေမိတ်ဆွေတို့တတိထားဖို့လိုအပ်နေမှာဖြစ်ပါတယ်ဘုံလူသားသမီးတွေကအတိအကျတော့စိတ်ပိုင်းဆိုင်ရာတတိထားရင်ရပါပြီဘုံလူသားသမီးတွေကကျတော့သူကအဲငကိုကလေးကအဲ့လိုမျိုးဟို motivation ပြေးဝနေလို့ရှိရင်ဘယ်လိုပြဿနာဖြစ်ဖြစ်ရင်ဆိုင်နိုင်တဲ့အစွမ်းစားဗဟုသသမီးမှရှိပြီးသားအဓိကဗဟုသသမီးမှအရေးကြီးဆုံးကစိတ်ပဲစိတ်ကမလဲပြူမသွားဘူးကအရေးကြီးကြီးတယ်အဲ့ဒီစိတ် လဲပြိုသွားပြီဆိုဗဟုသသမီးတွေအဆင်မပြေတော့အဲ့တော့ကြောင့်ဗဟုသသမီးတွေအနေနဲ့ကအဲဒီကိုယ့်ရဲ့စိတ်ပိုင်းဆိုင်ရာကိုအားကိုမန်နဲ့ထဲ့ထားမှရမယ်ဆိုတဲ့သဘောတရားမျိုးတွားပါတယ်အဲ့လိုမျိုးကိုယ့်ရဲ့စိတ်ပိုင်းဆိုင်ရာခွန်အားမျိုးပြည့်ဝနေပြီဆိုတော့ကျမ်းမာရေးကိစ္စလဲရအောင်ဂီမဆိုင်ရအောင်အလုပ်ကိစ္စအဆင်မပြေလားဂီမဆိုင်ငါဖြည့်ရှင်းနိုင်တယ်ငါရက်တည်နိုင်တယ်ငါအရင်ကလိုမဟုတ်ဘူးအမ်ဒါလိုပုံစံမျိုးတက်ရောက်သွားတာဖြစ်တယ်အဲ့တော့ကြောင့်ဗဟုသသမီးတွေကကျမ်းမာရေးနဲ့ပတ်သက်လို့ဆိုရင်ကိုယ့်ရဲ့ကိုယ့်စိတ်ကူကူပဲကိုယ့်ရဲ့စိတ်ကူပဲကိုကအတီးကြီးခံရအောင်ကိုယ့်ရဲ့စိတ်ကူပဲကိုကအားအင်ပြည့်ဝနေအောင်မိစုထားသင့်ပါတယ်အဓိကတော့ mm fighting ဒီပေါ့နော်အဲ့လိုပုံစံမျိုးထားရမှာဖြစ်ပါတယ်ခင်ဗျပညာရေးမှတ်တဲ့သက်တော်ကြည့်မယ်ဆိုတော့ဗဟုသုတသမီးတွေပညာရေးကံကောင်းပြီးသားအဲ့လိုကြောင့်စာမွေး interview ကိစ္စအကုန်လုံးအဆင်ပြေတယ်ဗဟုသုတသမီးပညာရေးနဲ့ပတ်သက်လို့လက်ရှိမှာတွေးကြုံခံစားနေရတဲ့ပြဿနာခက်ခဲအနောက်ရှေ့အားလုံးနှိပါပြန်အဆင်ပြေလာတယ်လို့တတ်မှတ်ရမှာဖြစ်ပြီးတော့လာမယ့်အနာဂတ်ဒီမှာဒီ2025နှစ်အလယ်ပိုင်းနှစ်အကုန်ပိုင်းသက်သဖြင့်ဒီလိုမျိုးကာလမျိုးတွေမှာဗဟုသုတသမီးတွေအနေနဲ့က ဒီပေါ့နော်ဟိုပါပေါ့အဲဆောင်းဝဲတွေပါဖြည့်ဖို့ရှိမယ်ဘာညာဆိုလို့ရှိရင်လေအဆင်ပြေနိုင်ကိမြားသွားဖြင့်ရောက်ရှိနေရဖြစ်ပါတယ်ခင်ဗျဒီနေရာမှာရာဟုသာသမိတွေကဒီဗီဒီယိုကိုကြည့်ကောင်းကြည့်နေလိမ့်မယ်ရာဟုသာသမိတွေလည်းဒီဗီဒီယိုကိုကြည့်လို့ရတယ်မိတ်ဆွေတို့အနေနဲ့ကလည်းဒီဗီဒီယိုထဲမှာအကျုံးဝင်ပြီးတော့မှလက်ရှိတွေ့ပြတ်သွားတဲ့ဟောစနံတွေကမိတ်ဆွေတို့အတွက်လည်းမှန်ကန်နေမှာဖြစ်ပါတယ်ခင်ဗျโอเคပါဆိုတော့ကျွန်တော်နာမည်တော့နေ2ပဲဖြစ်ပါတယ်ခင်ဗျာကျွန်တော်ဆရာနေ2လို့ခေါ်ပါတယ်အဲတားတော့လည်းခေါ်တယ်ပင်လည်းခေါ်တယ်ရေရေလည်းလုပ်တယ်စီရင်လည်းလုပ်တယ်အကုန်လုပ်တယ်ဗောနော အဲအဲ့လိုမျိုး host line လည်းပြောပါတယ်။ Okay ပါ။ကျေးဇူးတင်ပါတယ်ခင်ဗျာ။ Data Byte Native Page ကဆရာ Native ဖြစ်ပါတယ်။ TikTok မှာလည်းရှိပါတယ်။ YouTube မှာလည်းရှိပါတယ်။ Facebook မှာလည်းရှိပါတယ်။ Account တို့ရောရမ်းများတယ်။ Mail တို့ Account တို့ပါ Page တို့ပါသတိထားဖို့လိုအပ်ပါမယ်။ကျွန်တော်ဆက်သွယ်ရင်3963535835အဲကနေပြီးတော့ Mail တို့ဆက်သွယ်လို့ရပါတယ်ခင်ဗျာ။အားလုံးကိုကျေးဇူးများယူတင်ပါတယ်။ဘုံလူသားလည်းမြေတပတ်2025 host line လေးဖြစ်ပါတယ်ခင်ဗျာ။